အမယောက်ျားနဲ့အမလို့ဆိုရင်အိမ်ခွဲနေတာကြာပြီနှစ်နှစ်ရှိပြီပေါ့နော်သားသားကြီးသမီးကြီးအရွယ်ရောက်ဆိုအမသားနဲ့အမယောက်ျားတခန်းအိတ်တာအမနဲ့အမသမီးကတခန်းအိတ်တာအခုဆိုလို့အ2015တည်းက7နှစ်လောက်ရှိပြီအဲ့တော့အမယောက်ျားကြီးရိုးသားတယ်တစ္ဆာရှိတယ်ကွဟိုသူလည်းအခုအသက်48လေအမလည်း48ညီမဒီချိန်မှာဒါတွေကသိရမလားဟိုယောက်ျားလေးဆိုတာလေဘယ်တော့ပဲဟိုဖွဲတဆုပ်တောင်နိုင်သေးအမယောက်ျားဆိုအမတို့မှာ တနာရမတ်တဲ့ဖြူစင်တန့်ရှင်းအေးမြတဲ့ချစ်ချင်းမြတ်တာတရားအနေနဲ့တည်ဆောက်ထားတဲ့အိမ်တော်ကြီးပေါ့နော်အာတုံနာညီမဒါပထမအဦးဆုံးတရုတ်ဆောင်နဲ့ဗန်ပေါ်နော်ဗန်မဝစနိုက်ကြော် စနိုက်ကျော်ရဲ့ကာရိုက်တာဒါပထမဦးဆုံးရိုက်ဖူးခြင်းပါပထမဦးဆုံးရိုက်ရမှာပေါ့နော်ပုံနဲ့ဆင်လာပေါ့နော်စနိုက်ကျော်မယ်ဆိုလို့ရှိရင်တော့ပြိသက်တွေရဲ့ချစ်ချင်းမြတ်တာတွေပေါ့နော်အမုန်းတွေရအောင်မှာပါအဲ့တော့လည်းအမကရှင်းတတ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အမကပြောထားရတယ်ပေါ့နော်ဟာသူကစကန်လိုက်တဲ့ခွန်သားကျော်အမားတဲ့ဒါဗီလိန်နဲ့အဖြီမရှိဘူးတဲ့အမားလည်းပြောအဖြီလုံးဝမပေးပါနဲ့တတားမဟုတ်ကဲ့အဖြီလုံးဝမပေးပါနဲ့ရတယ်အမဟိုလုံမယ်ပေါ့နော်အဲ့လိုလိုပြောထားပါပထမဆုံး ဒီဥစ္စာသည်ပထမအဦးဆုံးစနိုက်ကြော်ရမယ်ကားပါဟိုဒါအမအမှုပညာလုတ်ခဲ့တဲ့ထောက်လျှောက်မှာပေါ့နော်အခုဒီကာရက်တာပထမအဦးဆုံးမင်းသားကိုစနိုက်ကြော်ရမယ်ခံပေါ့နော်ဟိုအမနဲ့ဒီကားမှာထထထော်နေတာအမတငယ်ချင်းတငယ်ချင်းဆိုပြီးတော့တငယ်ချင်းပြီးတော့ခွန်သာကျွန်းလင်မယတငယ်ချင်းရောက်ကြအောင်နှိုက်ရမယ်အဲပြီးလို့ရှိရင်မင်းသမီးကနှစ်လက်ပေါ့နော်မတ်ကေရဲ့ထထထထွန်းရဲ့နော်မတ်ကေကြားရင်လည်းစုံအောင်ပါပဲစုံတဲ့ခါကျတော့ဒီခွန်သာကျွန်းက မင်းသမီးနှစ်လက်လုံးနဲ့အိမ်တော်နှစ်ဆက်ဖြစ်တဲ့ကျွန်မအမတောက်လျှောက်ပါတာပေါ့နော်ဒီကားမှာအခန်းများတယ်လုပ်ွက်တီလည်းများတယ်ပြီးအမကထထထုံနဲ့ကြိုင်ဒီဇိုင်းတစ်မျိုးမက်ကင်နဲ့ကြိုင်ဒီဇိုင်းတစ်မျိုးဆိုတော့အမဒီကားကြီးကိုအရန်လဲမျောလင်းတာအရန်ကြီးစူးစမ်းပြီးတော့လုပ်မယ်ပေါ့ဘာဖြစ်လို့ဆိုတော့ဟိုအခု CD တွေမှာဆိုအမေကာရက်တာရိုက်နေတာလीเนาะအမေကာရက်တာရိုက်နေတဲ့အချိန်မှာဒီမှာဆိုလို့ရှိရင် V တော့ V လိမ့်မယ်ဒါပေမဲ့ဟိုမင်းသမီးတွေပြီးကိုပဲကွာတိလား မင်းသမီးအင်တာနက်ပြီးကိုပဲဆိုတော့ကိုက villain နေနဲ့သူ့ support ပေးရမှာပေါ့နော်အဲ့တော့လဲကိုက one လဲ one တာတယ်အားလဲအားရတယ်ကြိုတင်ပြင်ဆင်မှုတွေလည်းအများကြီးလုပ်ထားတယ်ခင်မာတော့ဒီလိုတွေဖြစ်ပြနေတဲ့ခါကြတော့ဟိုအိမ်အောင်တစ်ခုမှဆိုလို့ရှိရင်အိမ်အောင်တစ်ခုမှာလင်းရမရရေဆိုတော့ရှိကြမှာပဲเนาะအဲဟိုတယောက်နဲ့နှစ်ယောက်လုံးကတော့ကွယ်တယောက်နဲ့တောင်အိမ်အောင်တစ်ခုမှာဆိုတယောက်နဲ့တောင်နားလည်မှုတွေနဲ့ပေါ့ထိုင်ရမှာပဲလीเนาะ နှစ်ယောက်လုံးတော့ဇွတ်တင်လို့တော့မရဘူး။တချို့ကြတော့လေတွေ့ပါတယ်။တချို့မိမငငယ်လေးယူထားတဲ့လူကြပြန်တော့လေမီဒီယာတွေမှာတော့ဆိုရှယ်တွေမှာတော့တွေ့နေတာပေါ့နော်။တချို့ကြလို့စင်ကိုယူထားတဲ့မိမငငယ်ချော့ချော့လေးကွာ။ဒါပေမဲ့ကိုကအပြင်မှာစားတာအကြီးသားဖြစ်နေတာပေါ့နော်။အဲ့လိုမျိုးကြီးရှိတယ်။တချို့ကြတော့ဟိုဒါတွေကညီမရဲ့လူတွေရဲ့အိုးအိမ်တောင်တဲ့ယောက်ျားတွေဖောက်ပြန်တက်တဲ့ယောက်ျားအဓိကတော့အမကလေပြောချင်တာဖောက်ပြန်အိမ်တောင်ရေးဖောက်ပြန်နေဆိုတာယောက်ျားတွေတနာစိတ်ကြီးလို့ တဏှာကြီးလို့တော့အမသတ်မှတ်တယ်။ဘာဖြစ်လို့ဆိုယောက်ျားနဲ့မိန်းမဆိုမိန်းမတွေကဖောက်ပြန်မှုအားနေတယ်။သူတို့ကထိမ့်သိမ်းရမယ့်ဟာတွေများတယ်။မိသားစုတို့ပတ်ဝန်းကျင်တို့ဆွေမျိုးဘာဘာတို့အဲ့ဒါတွေနဲ့သိခါတွေကအရန်ထိမ့်ရတယ်။ယောက်ျားတွေကြတော့တဏှာကြီးလို့ဖောက်ပြန်တာလို့အမသတ်မှတ်ခြင်းတယ်။ဘာဖြစ်လို့လဲဆိုတော့အိမ်ကလူမိန်းမနဲ့နေမလုံလောက်ဘဲနဲ့အပြင်မှာထပ်ပြီးတာယာမှုရှာတာလေ။ဆိုတဲ့အခါကျတော့ယောက်ျားတွေဒီတဏှာကြီးတဲ့စိတ်အရင်ခံပြီးဖောက်ပြန်တယ် အဲ့တော့အမကလာပြောပဲအမဒုန့်ခဲပဲအမအမှန်တရားပြောတာအမှန်ပြောရဲဆိုတာဘာလို့ဆိုတော့ဟိုတယောက်တည်းနဲ့မတင်းတိုင်နိုင်လို့ကွာသိလားမတင်းတိုင်နိုင်တဲ့အခါကျတော့ယောက်ျားတွေကဖောက်ပြန်တယ်ကိုယူထားတဲ့မိန်းမသည်အသက်ကြီးကြီးယူထားရင်အသက်ငယ်ငယ်နဲ့ဖောက်ပြန်မယ်အသက်ငယ်ငယ်ယူထားရင်အသက်ကြီးကြီးနဲ့ဖောက်ပြန်မယ်တချို့ဆိုလို့ရှိရင်ကွာအိမ်ကမိန်းမချောချောလေးကိုဖောက်ပြန်တာရုပ်စိုးပန်းစိုးအဲတချို့ကျတော့လေအိမ်ကမိန်းမမလှဘူးအပြင်ကဟို ဖောက်ပြန်တဲ့ကောင်မလေးကြောင့်ငင်းနုပြိုလှပနေတယ်တွတ်တွတ်လက်လက်အဲ့လိုပဲနော်ဟိုဆိုတော့ဒီဖောက်ပြန်မှုမှာတော့အဓိကကတော့ယောက်ျားတွေကဒီတန်ထာရမတ်ကြီးလို့အမကယူစတယ်အဲဒီကားမှာဆိုလို့ရှိရင်သုံးနာညီမှာဆိုလို့ရှိရင်အမအမျိုးမျိုးမြူဆွဲတာပဲလေမြူဆွဲမှာပဲလေဒါပေမဲ့ခွန်သာချိုးကမပါလာဘူးအဲအဲ့လိုမျိုးပေါ့နော် အဲ့ဒီခါကျရင်ခွန်သားချိုဒီဇက်အသုံးသားညီတဲ့ကာရိုက်တာဆိုလို့ရှိရင်ခွန်သားချိုကသူ့အိမ်တောင်သူ့သားမယားအပေါ်မှာအယံကိုတစ္ဆာရှိပြီးတော့ထိမ့်သိမ့်နဲ့ယောက်ျားမြမရဲ့ချောတယ်ရုပ်ဆိုးတယ်မဆိုင်ဘူးတဏှာကြီးတဲ့လူတွေကဒီကိုကြည့်တာပါတဏှာရမက်ကြီးတယ်လေနော်ဟိုအခုဟိုအခုခေတ်ကဘာဖြစ်လဲဆိုအရင်ခေတ်ကတော့ယောက်ျားတွေပဲဖောက်ပြအခုဆိုမိန်းမတွေလည်းဖောက်ပြနေကြတာပဲပေါ့နော်ဆိုတော့အကြောင်းအကြောင်းမျိုးမျိုးတွေကြတော့ဖောက်ပြနေကြတယ်ဒါပေမဲ့အမားတို့ကတော့ဖောက်ပြမှုကိုလက်မခံအာမပေးဘူး လူတိုင်းမှာအမှားမကင်ဘူးပုထုရှင်တွေလေမှားတက်ရင်အမှားမှန်သိရင်အမှန်ပြင်ရမယ်အမှားမှန်သိရင်အမှန်ပြင်ပြီးတော့ကိုယ့်ရဲ့အိမ်တော်ကိုမှားလိုက်တယ်ကွာစဉ်းစားလိုက်ငါမှငါမိသားစုငါသားငါသမီးရှိတယ်ဆိုတဲ့ခါကျရင်အမှားကိုသိရင်အမှန်ကိုပြင်လိုက်တော့အဲ့ဒါဆိုလို့ရှိရင်ဒီအိမ်တော်ရေးဟာဒီလိုပဲသားအဲတချို့ကြတော့လေအော်အရန်ချစ်တက်တဲ့မိန်းမတွေအရန်ကိုချစ်တက်တဲ့ယောက်ျားတွေကြတော့လေကိုယောက်ျားကိုမိန်းမစိုးတယ် ဒါပေမဲ့သူတို့ကသိခံပြီးတော့နားလည်မှုရဲ့သူတို့ရဲ့ချစ်ချင်းမြတ်တာတရားကိုပြချစ်ချင်းမြတ်တာတရားကိုပြတဲ့ခါကျလို့ရှိရင်ဒီမိဒီအိမ်တော်ကြီးကမပြိုခွဲတော့ဘူးအခုဆိုရင်အမားတို့အိမ်တော်ကြီးမှဆိုအမားကမိမစိုးနော်အမားသုံးချင်ရည်သုံးတယ်လှုပ်ချင်ရည်လှုပ်တယ်ပြီးအမားယောက်ျားပါအဲ့ခါကျအမားယောက်ျားကသူကအမားကိုရမ်းချစ်တယ်အရမ်းချစ်တဲ့ခါကျလို့ရှိရင်သူကဟိုရှင်းရှင်းပြောရရင်လေအမားယောက်ျားနဲ့အမားတို့ဆိုရင်အိမ်ခွဲနေတာကြာပြီနှစ်နှစ်ရှိပြီပေါ့နော် ပြီးလို့ရှိရင်ဒါဟိုမင်းလို့ပြောပြတာเนาะဆက်လိုက်ဆက်လို့ပြောအမအမျိုးသားဆိုလို့ချင်းအမနဲ့ဟိုတသားလေးတွေအရွယ်ရောက်လာပြီလေတသားကြီးသမီးတွေအရွယ်ရောက်ဆိုအမသားနဲ့အမယောက်ျားတခန်းအိတ်တာအမနဲ့အမသမီးကတခန်းအိတ်တာအခုဆိုလို့အ2015တည်းက7နှစ်လောက်ရှိပြီဟိုဒါကတော့ဟိုသိယောက်ျားဆူလားမသိဒါပေမဲ့အမှန်တရားပြောပြတာပါဘာကိုပြောချင်လဲဆိုလို့ရှိရင် အခုခေတ်ဖောက်ပြန်နေတဲ့ယောက်ျားတွေကိုပြောပြချင်တာမာဥဒယောက်ျားနဲ့မာဥဒခွဲအိတ်တာ2015တည်းရအခုဆိုလို့ရှိရင်ကိုကလှဲကူมาနေတယ်သူကရန်ကုန်มาနေတယ်အမယောက်ျားနေရာမှာ တခြားသောယောက်ျားတနာရမက်ကြီးတဲ့သူ ဖောက်ပြန်ခြင်းတဲ့သူအထီးတွဲကိုမမောတဲ့သူဆိုရင်ညီမလေးတို့အတွက်သတင်းအစ်စန်းတော်ရရနေလောက်ပြီလေနော်အဲ့ဒီတော့အမပြောချင်တာကအဲ့တော့အမယောက်ျားအမအရန်ကျေးဇူးလဲတင်ပါတယ်ဂုံလဲယူပါတယ်။ဘာဖြစ်လို့ဆိုအမတို့အိမ်တော်ဒီตายရတယ်မှန်တယ်။ဒါပေမဲ့အမတို့ကသားသမီးတွေအရွယ်ရောက်တဲ့ခါကျတော့ကိုယ်တီးချနေလိုက်တာပေါ့နော်။ခွဲအိတ်တယ်။အမကသမီးမင်းကလေးဆိုတော့သမီးမင်းကလေးနဲ့အမနဲ့တခန်းအိတ်တယ်ရန်ကုန်အိမ်မှာပဲနော်။အိတ်ခန်းသုံးခန်းရှိတာပဲ။ တသားနဲ့တခန်းအိတ်တယ်ဟိုလင်မယားတွေဟိုလိုဒီညာတွေပေါ့နော်အဲ့ဒါအမဘာပြောချင်တာလဲဆိုလို့ရှိရင်အခုခေတ်ဖောက်ပြန်နေတဲ့သူတွေအထီးအတွေ့မှာမယုံထွန်းနိုင်တဲ့သူတွေတဏှာရမက်ပင်လေကြီးမှာလက်ပြကူးနေတဲ့ယောက်ျားတွေကိုပြောချင်တာကလေမာဥစာယောက်ျားဖောက်ပြန်လို့ရတယ်လေမပြောလို့လဲဆိုတော့လင်မယားလဲကလေးကြီးကြီးလာတဲ့မြတ်ခွဲအိတ်တယ်အမတို့မှာတန့်ရှင်းပြီးတော့ဖြူစင်တဲ့မြစ်တာတရားပဲရှိတဏှာရမက်မရှိဘူး ဒါအရှင်းဆုံးပြောလိုက်တာပါဒါကြုံလုံးပြောပြလိုက်တာပါเนาะအဲကွန်မန့်တွေလိုက်လာအောင်ပါဒါပေမဲ့အမကွန်မန့်တွေအားလုံးမဖတ်ပါဘူးပြောပြတာပါเนาะဟိုဂုံစားတာလည်းမဟုတ်ဘူးကြွားတာလည်းမဟုတ်ဘူးကိုယူထားတဲ့ယောက်ျားရဲ့တံပိုးကိုအတိဆုံးအဲ့တော့အမယောက်ျားသည်ဂျိုးသားတယ်တစ္ဆာရှိတယ်ကွဟိုသူလည်းအခုအသက်48လေအမလည်း48ညီမဒီချိန်မှာဒါတွေကသိရမလားဟိုယောက်ျားလေးဆိုတာလေဘယ်တော့ပဲဟိုဖွဲတဆောက်တောင်နိုင်သေးတယ်အမယောက်ျားဆိုအမတို့မှာတနာရမက်တဲ့ ဖြူစင်တန့်ရှင်းအေးမြတဲ့ချစ်ချင်းမြတ်တာတရားအနေနဲ့ထူဆောင်ထားတဲ့အိမ်တော်ရေးပေါ့နော်အဲ့တည်းအမအမယောက်ျားကိုစိတ်ချရတယ်ဒီနေ့ထိလည်းအမယောက်ျားဖုန်းတော့အမမစစ်ဘူးပြီးရင်အမယောက်ျားကလည်းမနက်အလုပ်သွားမယ်ညနေသူပြန်မယ်သူကဘယ်သွားရင်ဘယ်သွားပြန်ပြီးဘယ်လိုက်လာဖုန်းနေဆက်တယ်ဗီဒီယိုကောတွေခေါ်တာပေါ့နော်အဲရန်ကုန်အိမ်ရောလဲကူအိမ်ရော CCTV တွေတက်ထားတာပပတ်လေပေါ့နော်အဲသူကတော့တောက်လျှောက်ကြည့်နေတာပေါ့နော်အဲ့တော့လဲဟိုဒါညီမလေးမေးလို့ပါ ဒီအိမ်တော်ကြီးတစ်ခုမှဆိုဒီလိုမျိုးယောက်ျားကိုရှိတယ်လေဖောက်ပြန်ခြင်းသူဖောက်ပြန်လို့ရတယ်ကွာတိလားဘာဖြစ်လို့ဆိုတော့ဟိုလင်မယားလဲအတူတူမဆက်ဆန်တာ15နှစ်လောက်10နှစ်ရှိပြီလေနော်2015တည်းကခလေးတွေအရွယ်ရောက်လာတဲ့အခါကျတော့ခွဲအိတ်လိုက်တာခွဲလိုက်တာဒီနေ့ဒီပဲအခုဆိုရင်အမကကျမရေရလဲဦးမှာနေတယ်အလုံသမားနေနေလဲသူ့ကိုလည်းရန်ကုန်မှာအလုံတော့ဆိုတော့ကို့ဒါကို့ယောက်ျားကိုချီကျူးတာပါအဲ့လိုမျိုးပေါ့နော် ခါကျတော့ဒီလိုအိမ်ောင်ရေးမျိုးကြီးလေအမတွေမဟုတ်ပါဘူးတခြားသောအိမ်ောင်တဲ့ယောက်ျားကြီးမိသားစုကြီးလည်းရှိပါတယ်။ဟိုကိုကตาရနေလို့ဂုံစားတာမဟုတ်ပါဘူးเนาะဂုံလည်းမစားပါဘူး။မာရီတာကိုကအရှိရှိတိုင်းကိုပွင့်ရင်းလေးပြပြတာပါ။အဲ့တော့အခုခေတ်မှာမြင်နေရတဲ့ဖောက်လွဲဖောက်ပြန်ခြင်းတွေကိုကြတော့လေမာရီတာပြောချင်တာကလေမှားမှန်းသိရင်ပြင်လိုက်ပါ။ကိုရဲ့မိသားစုလေးကိုတန်ဖိုးထားပါ။ကိုရဲ့သားသမီးဘာလို့ဆို broken chain နဲ့ ဟိုတချို့ပြည့်စုံတဲ့ကလေးနဲ့မတူဘူးပေါ့နော် broken child ဆိုကလေးမှလေစိတ်တံရရတက်တယ်သိလားအဲတချို့ကြတော့လေအမပြောချင်တာကတော့အိမ်နောင်တဲ့အိမ်နောင်တဲ့ချင်းချင်းတော့မဖောက်ပြန်ကြနဲ့ဟိုအပြိုလူလူဆိုရင်ယူလိုက်ဟုတ်တယ်နော်ယူမဲ့ဆိုဒီအိမ်နောင်ကြီးတစ်ခုမှဘလို့မှညှိနှိုင်းလို့မရတော့ဘူးဆိုကွဲလိုက်အအကောင်းဆုံးပဲ ကွဲလိုက်ကွဲလိုက်သူလည်းသူ့အိမ်အောင်သူပြုကိုလည်းကိုယ့်အိမ်အောင်ပြုချင်ပြုပေါ့နော်အဲအဲ့လိုမျိုးပေါ့ဟိုအိမ်သူလည်းအိမ်အောင်တယ်ကိုလည်းအိမ်အောင်တယ်အဲ့ဒါကြီးကတော့အဆင်မပြေဘူးပေါ့နော်မြင်ရကြည့်ရတာအဆင်မပြေဘူးပြီးလို့ရှိရင်ဟိုလူပြိုလူလွတ်တွေနဲ့ကြိုက်တာကောင်းပါလူပြိုလူလွတ်တွေကိုပဲစနိုက်ကျော်လောက်တာကောင်းပါတယ်အိမ်အောင်တဲ့ယောက်ျားတွေပါအခုဆိုအမတယုတ်ဆောင်ရတော့မှလေဒီကားမှာဆိုခွန်သာချိုကထက်ထုံနေကြအမနဲ့တငယ်ချင်းပြီးတော့ ခွန်သာချိုကထက်ထက်ထွန်ရဲ့ယောက်ျားဖြစ်လာမှာလေအဲ့ဒါကိုလည်းအမစနိုက်မယ်နော်ပြီးလို့ရှိရင်မက်ကင်နဲ့ကြတော့သူကမက်ကင်နဲ့လင်မယားဆိုတဲ့ခါကျတော့ဒီဥစ္စာသည်သုံးနာညီဟာသင်ငန်းစာတွေအများကြီးရမှာပါဒီကားလေးကိုချီချင်းအပြည့်ဒီကားထွက်လာလို့ချီချင်းအပြည့်လူတိုင်းလူတိုင်းသည်အိမ်တော်တစ်ခုကိုတံပိုးထားပါမိသားစုဘဝကိုတံပိုးထားပါတစ္ဆာရှိပါချစ်မြတ်နိုးပါအမားကိုသိရင်အမှန်ကိုပြင်နိုင်ကြပါစေလို့အမကစုမုံကောင်းတောင်းရင်းနဲ့လည်းပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်